ပေါ်ရဂီအသင်းကောင်းဆောင်ရနယ်တို့ကအမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ကပူးတွဲအင်ရှင်ဖြစ်ကျင်းပါမယ်။2026ကမ္ဘာ့ဗလားပြိုင်ပွဲဟာသူ့ရဲ့နောက်ဆုံးပြိုင်ပွဲလို့တည်ပြုခဲ့ပါတယ်။ဆော်ရီနိုင်ငံမှာကျင်းပါတယ်။ခီးသွွားလုံငန်းနဲ့ယင်းနေမြို့နယ်မူဆိုင်ရာထိပ်သီးအစည်းအဝေးမှာရနယ်တို့ကိုဗီဒီယိုကောနဲ့အင်တာဗျူးပြုလုပ်ချိန်2026ကမ္ဘာ့ဗလားပြိုင်ပွဲကသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဗလားပြိုင်ပွဲဟုတ်မဟုတ်မေးမြန်းခဲ့တာပါ။ရနယ်တို့ကတေချာပါဟုတ်ပါတယ်။ဘာလို့လဲဆိုရင်ကမ္ဘာ့ဗလားပြိုင်ပွဲမှာကျွန်တော်အသက်40နှစ်ရှိပြီဖြစ်လို့ပါ။ ကျွန်တော်ကဘောလုံးတွေအားလုံးပြီးခဲ့ပြီလွန်ခဲ့25နှစ်မှာဘောလုံးလောကတွေကိုရောက်လာခဲ့တာပါကျွန်တော်ကနိုင်ငံအသင်းနဲ့ကလပ်အသင်းတွေအတွက်အားအလုံးလုပ်ခဲ့ပြီမတူညီတဲ့အခြေအနေတွေမှာမှတ်တမ်းတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်အလွန်ဂုဏ်ယူပြီးဒီခိုက်တန်တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖျက်သန်းမယ်လို့ဖြေခဲ့ပါတယ်ကစားသမားဘဝအတွင်းကိုပေါင်း953ကိုတွင်းယူထားတဲ့ runner တို့အတွက်ရောင်း၂၆ကဘာဗလာပြိုင်ပွဲဟာသူ့ရဲ့၆ကြိမ်မြောက်ကဘာဗလာပြိုင်ပွဲဖြစ်လာမှာပါ။ရော်နယ်ဒိုဟာပေါ်တူဂီအသင်းအတွက်၁၄၃ဂိုးသွင်းယူထားပြီး မျိုးသားလက်ဝဲတင်ကစားသမားတွေထဲမှာကိုသွင်းအများဆုံးစားသမားဖြစ်ရည်တည်နေပါတယ်ရော်နယ်ဒိုကသူဟာလာမယ့်တနေ့နနေ့အတွင်းမှာအနားယူမယ်လို့လည်းပြောခဲ့ပါတယ်ရော်နယ်ဒိုဟာပေါ်တူဂီအသင်းကို U26 နဲ့ Nation League ဖလားနှစ်ချိန်ရရှိအောင်ကူညီပေးထားနိုင်ပေမယ့် ကမ္ဘာဗလားကတော့သူ့ရဲ့ဆူဗလားခန်းမာထဲမှာပျောက်ဆုံးနေတဲ့အဓိကဆူဗလားတစ်ခုပါ။ရိုနယ်ဒိုကလက်ရှိအချိန်မှာနောက်26ကမ္ဘာဗလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေကစားမယ်ပေါ်တူဂီအသင်းနဲ့လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီ။အသင်းဟာလာမယ့်အာယာလန်အသင်းနဲ့ပွဲစဉ်မှာအနိုင်ရတာနဲ့ခြေစစ်ပွဲအောင်မြင်ပြီဖြစ်ပါတယ်။